ကျွန်တော်တို့ရဲ့ဘဝမှာအောင်မြင်မှုတွေပျော်ရွှင်မှုတွေဒါမှမဟုတ်စိန်ခေါ်မှုတွေကဘယ်ကနေစတင်လာလဲလို့မိတ်ဆွေတို့စဉ်းစားဘူးပါလားကိုယ့်ရဲ့ပတ်ဝန်းကျင်ကြောင့်လားကံကြမ္မာကြောင့်လားဒါမှမဟုတ်တခြားအရာတွေကြောင့်လားဒီနေ့ကျွန်တော်တို့ဆွေးနွေးမယ့်စာအုပ်ကတော့ဒီမေးခွန်းရဲ့အဖြေကိုရှာပေးနိုင်တဲ့စာအုပ်တော်ပဲဖြစ်ပါတယ်ဒီစာအုပ်လေးဟာစာမျက်နှာအများများများပါပဲသူ့ထဲမှာပါတဲ့အတွေ့အခေါ်တွေကတော့မိတ်ဆွေတို့ရဲ့ဘဝကိုပြောင်းလဲပြစ်နိုင်စွမ်းရှိပါတယ်ဘာလို့လဲဆိုတော့ဒီစာအုပ်ကကိုတွေးတဲ့အတွေ့အတိုင်းဖြစ်လာမယ်ဆိုတော့ အတွေးတွေရဲ့စွမ်းအား power of thought အကြောင်းကိုအဓိကထားပြီးတော့ရှင်းပြထားလို့ပဲဖြစ်ပါတယ်။ဒီဗီဒီယိုလေးထဲမှာမိတ်ဆွေတို့အနေနဲ့ဘာတွေလေးလာသိရှိနိုင်မလဲဆိုတော့နံပါတ်၁တစ်ချက်ကတော့ကျွန်တော်တို့ရဲ့အတွေးတွေဟာကျွန်တော်တို့ဘဝကိုဘယ်လိုပုံဖော်လဲဆိုတဲ့အကြောင်းနံပါတ်၂အတွေးတွေကနည်းဘဝကိုဘယ်လိုတည်ဆောက်ပြီးပိုကောင်းအောင်လုပ်ယူလို့ရလဲဆိုတဲ့အကြောင်းနံပါတ်၃ကိုယ့်ရဲ့အတွေးတွေကိုဘယ်လိုထိ ंछ ုပ်ပြီးတော့ကောင်းမွန်တဲ့အကျင့်တွေကိုဘယ်လိုတည်ဆောက်မလဲဆိုတဲ့အကြောင်း ဒီအချက်တွေကိုနားထောင်ပြီးတဲ့အခါမှာမိတ်ဆွေတို့ရဲ့ဘဝအတွက်အကျိုးရှိမဲ့စိတ်ခွန်အားတွေလက်တွေ့ကြတဲ့နိလန်းတွေရသွားမယ်လို့ယုံကြည်ပါတယ်။ဒါကြောင့်ဗီဒီယိုလေးကိုအဆုံးထုကြည့်ရှုပေးဖို့တိုက်တွန်းချင်ပါတယ်။ဒီစာအုပ်အကြောင်းလေးမပြောခင်ဒီလောက်တန်ဖိုးရှိတဲ့အတွေ့အခေါ်တွေကိုရေးသားခဲ့တဲ့စာရေးဆရာဂျိန်းအာလန်ကဘယ်သူလဲဆိုတာနည်းနည်းမိတ်ဆက်ပေးချင်ပါတယ်။ဂျိန်းအာလန်ဟာ1864ခုနှစ်မှာအင်္ဂလန်နိုင်ငံမှာမွေးဖွားခဲ့တဲ့ဗြိတိသျှအတွေ့အခေါ်ပညာရှင်နဲ့စာရေးဆရာတစ်ယောက်ပါ။ သူ့ရဲ့ဘဝကတော့ငယ်စဉ်ကတည်းကစိန်ခေါ်မှုတွေနဲ့ပြည့်နေနေခဲ့ပါတယ်။သူ့အသက်15နှစ်အရွယ်မှာဖခင်ဖြစ်သူလုပ်ငန်းပြစ်ပြီးကွယ်လွန်ခဲ့တဲ့အတွက်ကျောင်းကနေထွက်ပြီးအလုပ်လုပ်ခဲ့ရပါတယ်။ဒါပေမဲ့သူဟာဘဝရဲ့ခက်ခဲမှုတွေကြားကနေပဲကိုယ့်ကိုယ်ကိုလေ့လာသင်ယူပြီးအတွေ့အခေါ်ပိုင်းဆိုင်ရာစာပေတွေကိုဖတ်ရှုလေ့လာခဲ့ပါတယ်။1902ခုနှစ်မှာသူအလုပ်ကနေထွက်ပြီးစာရေးဆရာအဖြစ်အသက်မွေးဝမ်းကြောင်းပြုခဲ့ပါတယ်။ သူ့ရဲ့စာအုပ်တွေထဲမှာ SM မတင်ခဲ့တင်တွေးတယ်လို့ဖြစ်လာမယ်ဆိုတဲ့စာအုပ်ကတော့အထင်ရှားဆုံးနဲ့ကဘာတော်မှာလူကြိုက်အများဆုံးဖြစ်ခဲ့ပါတယ်ဒီနေ့လေ့လာရမယ့်စာအုပ်လေးလည်းဖြစ်ပါတယ်ဒီစာအုပ်ကိုသူ1903ခုနှစ်မှာရေးသားခဲ့တာဖြစ်ပါတယ်ဂျိမ်းအာလန်ဟာစီးပွားရေးပညာရှင်ဒါမှမဟုတ်စိတ်ပညာရှင်တယောက်မဟုတ်ပါဘူး သူကဘဝရဲ့ခက်ခဲမှုတွေကိုကိုယ်တိုင်ဖြတ်သန်းခဲ့ရတယ်တယောက်အနေနဲ့လူသားတွေရဲ့အတွေ့အကြုံဟာဘဝကိုဘလောက်အထိလွှမ်းမိုးနိုင်လဲဆိုတာကိုနက်နက်ရှိုင်းရှိုင်းယုံကြည်ခဲ့သူတယောက်လည်းဖြစ်ပါတယ်။ဒီစာအုပ်ကိုရေးသားရခြင်းရဲ့အဓိကအရွယ်ချက်ကတော့လူသားတွေကိုမိမိတို့ရဲ့အတွေ့အကြုံကိုထိ ंछ ုပ်ခြင်းဖြင့်မိမိတို့ရဲ့ကံကြမ္မာကိုကိုယ်တိုင်ဖန်တီးနိုင်လဲဆိုတာကိုပြသဖို့ပဲဖြစ်ပါတယ်။ဒီစာအုပ်မှာပါတဲ့အနှစ်သာရတွေကတော့လူသားတယောက်ရဲ့ဘဝလမ်းကြောင်းကိုပြောင်းလဲပေးနိုင်လောက်အောင်ဆွမ်းထက်ပါတယ် ဒါကြောင့်ဒီစာအုပ်ကစေဖတ်စာအုပ်တွေထဲမှာကနဦးလက်ရလို့တောင်းတင်စားခေါ်ပေါ်ကြပါတယ်။ကဲအခုဆိုရင်စာရေးသူအကြောင်းနည်းနည်းသိသွားပြီဆိုတော့စာအုပ်ထက်ကအဓိကအချက်လက်တွေကိုအသေးစိတ်ဆွေးနွေးကြည့်ကြရအောင်။ Number 1 Thoughts are the foundation of life. အတွေးတွေဟာဘဝရဲ့အုံမြင့်ဖြစ်တယ်။ဂျိမ်းအာလန်ရဲ့အဆိုအရကျွန်တော်တို့ရဲ့ဘဝဆိုတာကျွန်တော်တို့ရဲ့အတွေးတွေကနေတိဆောက်ထားတဲ့အဆောက်အအုံတစ်ခုနဲ့တူပါတယ်။ ကိုယ်စိတ်ထဲမှာဘာတွေတွေးနေလဲဘယ်လိုအတွင်းမျိုးတွေကိုအချင်းကုန်ခံပြီးတွေးနေလဲဆိုတဲ့အပေါ်မှာမူတည်ပြီးကိုယ့်ရဲ့အကျင့်စရိုက်ကိုယ့်ရဲ့လှုပ်ဆောင်မှုတွေနဲ့နောက်ဆုံးမှာကိုယ့်ရဲ့ဘဝရလတ်တွေပေါ်ပေါက်လာတာပါ သူကတစ်ပင်နဲ့ဥပမာ ရှင်းတရထားပါတယ်တစ်ပင်တစ်ပင်ရဲ့အမြက်ကမကောင်းမှုဆိုရင်အပေါ်ကတစ်ရွတ်တစ်ခွတ်တွေဘလောက်ပဲလှပနေပါစေခိုင်ခန့်နေပါစေနောက်ဆုံးတော့နာတာရှည်ယောဂါလိုပဲညှိုးနှားလာမှာပါပဲဒီလိုပဲကျွန်တော်တို့ရဲ့အတွေ့တွေကတစ်ပင်ရဲ့အမြင့်တွေလိုပါပဲ။ ကောင်းမွန်တဲ့အတွေ့အကြုံရှိရင်ကောင်းမွန်တဲ့ဘဝကိုရရှိမှာဖြစ်ပြီးမကောင်းတဲ့အတွေ့အကြုံကလည်းမကောင်းတဲ့ရလဒ်တွေကိုပဲစောင့်ကျဉ်လာပါလိမ့်မယ်။ဥပမာမောင်မောင်ဆိုးတဲ့လူငယ်လေးတစ်ယောက်ကိုကြည့်ကြရအောင်။သူကကိုယ့်ကိုယ်ကိုငါကဘာမှမလုပ်တတ်ဘူးအရေးချင်းမရှိဘူးလို့အမြဲတွေးနေတယ်။သူ့တငယ်ချင်းတွေကအခွင့်အရေးကောင်းတွေပေးတာတောင်ငါလုံနိုင်မှာမဟုတ်ဘူးလို့တွေးပြီးလက်မခံဘူး။ဒီလိုအတွေ့အကြုံဇက်တိုက်တွေးလာတဲ့အခါမှာတကယ်ပဲသူကဘာမှမလုပ်နိုင်တဲ့အခွင့်အရေးတွေကိုလွတ်လပ်ခံရတဲ့သူဖြစ်လာပါလိမ့်မယ်။ ဘာလို့လဲဆိုတော့သူ့စိတ်ကသူ့ကိုအဲ့ဒီအတိုင်းတွန်းပို့နေတာမို့ပါ။နောက်အောင်အောင်ဆိုတဲ့လူငယ်လေးတယောက်ကတော့သူ့ရဲ့လုပ်ငန်းပေါ်မှာအမြဲတမ်းအကောင်းအမြင်စိတ်နဲ့ကြိုးစားပါတယ်။အခက်ခဲကြုံတိုင်းဒါကိုငါကြော်လနိုင်ရမယ်။နီလန်းတစ်ခုတော့ရှိရမယ်လို့တွေးပြီးစိတ်ကြိုးစားတယ်။ဒီလိုအတွေ့အကြုံတွေနဲ့ပဲသူဟာစိန်ခေါ်မှုတွေကိုအခွင့်အလမ်းနေအဖြစ်ပြောင်းလဲနိုင်ပြီးအောင်မြင်တဲ့လုပ်ငန်းရှင်တယောက်ဖြစ်လာနိုင်ပါတယ်။စိတ်ပညာမှာလည်းဒီအချက်နဲ့ပတ်သက်ပြီး set for feeling prophecy ဆိုတာရှိပါတယ်။ ဒါကဘာကိုဆိုလိုတာလဲဆိုတော့ကိုကတခုခုကိုဖြစ်လိမ့်မယ်လို့ယုံကြည်ပြီးတွေးနေတယ်ဆိုလို့ရှိရင်တကယ်ပဲအဲ့ဒီအတိုင်းဖြစ်လာအောင်ကိုတိုင်းကရောမသိစိတ်ကရော သိစိတ်ကပါလှုပ်ဆောင်နေမိတာကိုဆိုလိုတာဖြစ်ပါတယ်။ဒါကြောင့်ကိုအမြဲလိုလိုတွေးနေတဲ့အတွေးတွေဟာကျွန်တော်တို့ရဲ့အနာဂတ်ကိုပုံဖော်ပေးနေတဲ့အရာတွေဖြစ်တယ်ဆိုတာသိထားဖို့လိုပါတယ်။နံပါတ်1အတွေးနဲ့ပတ်ဝန်းကျင်ရဲ့ဆွနယ်မှုချိန်အလားကကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ဆိုတာကျွန်တော်တို့အတွေးတွေရဲ့အမှန်တစ်ခုလိုပဲလို့ဆိုပါတယ်။ ကျွန်တော်တို့ရဲ့အတွေ့အကြုံကနေဘဝအခြေအနေတွေပေါ်ပေါက်လာတာပါဒုတိယရဲ့ဘဝမှာကြုံတွေ့နေရတဲ့အခက်ခဲတွေဆင်းရဲဒုက္ခတွေဟာကျွန်တော်တို့ရဲ့အတွေ့အကြုံကနေဖန်တီးထားတာဖြစ်နိုင်တယ်လို့သူကဆိုပါတယ်ဒီနေရာမှာတချို့ကသဘောမတူနိုင်ဘူးလို့ထင်ကောင်းထင်နိုင်ပါတယ်ဆင်းရဲတာကကိုယ်ကြောင့်မဟုတ်ဘူးပတ်ဝန်းကျင်ကြောင့်အခြေအနေကြောင့်လို့တွေးမိနိုင်ပါတယ် ဒါပေမဲ့ဂျိမ်းအာလန်ကဘယ်သူ့ကိုမှအပြစ်တင်တာမျိုးမဟုတ်ပါဘူး။သူပြောချင်တာကကျွန်တော်တို့ဟာကိုယ့်ပတ်ဝန်းကျင်ကိုထိန်းချုပ်နိုင်မှုပထမဆုံးကိုယ့်ရဲ့အတွေးတွေကိုထိန်းချုပ်ရမယ်ဆိုတာပါပဲ။ဒီလိုလှုပ်လိုက်လို့အခြေအနေတွေကရုတ်တရက်ပြောင်းလဲသွားမှာမဟုတ်ပေမဲ့ကိုယ့်ရဲ့အတွေးတွေပြောင်းလဲသွားတဲ့အခါအဲ့ဒီအခြေအနေတွေကိုကိုယ်ဘယ်လိုတုံ့ပြန်မလဲဆိုတဲ့နည်းလမ်းတွေပြောင်းလဲသွားပါလိမ့်မယ်။ဥပမာငလင်းလှုပ်တာ ရေကြီးတာမိဘေးတင်တာတို့လိုသဘာဝဘေးအန္တရာယ်တွေကြုံရပြီဆိုပါစို့ အဲ့ဒီလိုအချိန်တွေမျိုးမှာငါတို့ကံမကောင်းဘူးဘာမှလုပ်လို့မရတော့ဘူးလို့ပဲတွေးနေမယ်ဆိုရင်ဘာမှပြောင်းလဲလာမှာမဟုတ်ပါဘူးဒါပေမဲ့ဒါဟာစိန်ခေါ်မှုပဲငါတို့ဘယ်လိုရင်ဆိုင်ရမလဲဘလို့တုတ်ပြန်ထူထောင်ရမလဲလို့တွေးပြီးလက်တွေ့ကြကြဆောင်ရွက်မယ်ဆိုရင်အခြေအနေကတဖြည်းဖြည်းပိုကောင်းလာမှာပါသိပ္ပံနည်းကြကြည့်မယ်ဆိုရင် connected restructuring လို့ခေါ်တဲ့တည်မြဲမှုပြန်လည်တည်ဆောက်ခြင်းဆိုတဲ့သဘောတရားနဲ့ဆင်တူပါတယ် ါကကိုယ့်ရဲ့အတွေးမှားတွေကိုဖော်ထုတ်ပြီးပုံမလက်တွေ့ကြတဲ့အကျိုးရှိတဲ့အတွေးတွေနဲ့အစားထိုးတာမျိုးဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့အုံနောက်ကကျွန်တော်တို့တွေးတဲ့အတိုင်းအလုပ်လုပ်ဖို့ပုံစံသွင်းခံရပါတယ်။အပြုသဘောဆောင်တဲ့အတွေးတွေကိုအမြဲတွေးနေရင်အုံနောက်ကလည်းအပြုသဘောဆောင်တဲ့လမ်းကြောင်းတွေကိုပဲလိုက်ဖို့တွန်းအားပေးနေပါလိမ့်မယ်။နံပါတ်3အတွေးနဲ့အကျမ်းမာရေးကျွန်တော်တို့ရဲ့အတွေးတွေဟာရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအပေါ်မှာလည်းအများကြီးသိရမှုရှိတယ်လို့ဂျိန်းအာလန်ကပြောပါတယ် ယောဂါတွေရဲ့အဓိကအကြောင်းရင်းတွေထဲမှာမကောင်းတဲ့အတွေးတွေစိတ်ဖူးစည်းမှုတွေပါဝင်နေပါတယ်။ကြောက်စိတ်ဆိုးရိမ်စိတ်မနာလိုစိတ်မကျဉ်းနှက်စိတ်စတဲ့အဆိုးမြင်စိတ်တွေဟာခန္ဓာကိုယ်ရဲ့ခွန်းကာအာစနစ်ကိုကြာဆင်းစေပြီးယောဂါတွေကိုဖိတ်ခေါ်သလိုဖြစ်နေပါတယ်။ဥပမာ မကောင်းတဲ့အတွေးတွေများတဲ့သူတစ်ယောက်ဟာညဘက်ကောင်းကောင်းအိပ်မြပေါ်တာမျိုးတွေဖြစ်တတ်ပါတယ်။အေးမွားတဲ့အခါနောက်နေ့မနေ့မှလမ်းဆမ်းမှုမရှိတာအလုတ်လုတ်တဲ့အခါအာယုံဆိုင်မရတာနေထိုင်မကောင်းတာတွေဖြစ်လာတတ်ပါတယ် ဒါတွေအလုံးဟာအတွေးတွေရဲ့ရုပ်ပိုင်းဆိုင်ရာဘောတည်ရောက်မှုတွေပဲဖြစ်ပါတယ်။လိပ်ပံပညာရှင်တွေကလည်းစိတ်နဲ့ခန္ဓာကိုယ်ရဲ့ဆက်နွယ်မှု mind body connection ကိုလက်ခံထားကြပါတယ်။စိတ်ဖြည့်ဆည်းမှုများတဲ့အခါခန္ဓာကိုယ်က cortisol လိုမျိုး stress hormone တွေထုတ်လွှတ်ပြီးဒါတွေကရေရှည်မှာဆိုရင်သွေးတို့စီးကြိုနှလုံးရောဂါနဲ့ခုခံအားကျဆင်းတာတွေဖြစ်စေနိုင်ပါတယ်။ဒါကြောင့်ကောင်းမွန်တဲ့အတွေ့အကြုံထရှိခြင်းဟာစိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာပါကြမှာဖို့အတွက်မရှိမဖြစ်လိုအပ်တာဖြစ်ပါတယ် နံပါတ်၄အတွေးနဲ့ရည်မှန်းချက်ဂျိမ်းအာလန်ကရည်မှန်းချက်မရှိတဲ့အတွေးတွေဟာဘယ်ကောင်မှမရောက်နိုင်ဘူးလို့ဆိုပါတယ်။ကောင်းမွန်တဲ့အတွေးတွေရှိရုံနဲ့မလုံလောက်သေးပါဘူး။အဲ့ဒီအတွေးတွေကိုရည်မှန်းချက်တစ်ခုပန်းနိုင်တစ်ခုနဲ့ပေါင်းစပ်ပြီးရှေ့ဆက်သွားရပါမယ်။တင်ဘာဖြစ်ချင်တာလဲ၊ဘာလုပ်ချင်တာလဲဆိုတာကိုရှင်းရှင်းလင်းလင်းသိဖို့လိုအပ်ပါတယ်။ရှင်းရှင်းလင်းလင်းရည်မှန်းချက်တစ်ခုမရှိရင်ရည်စည်းတဲ့မျောပါနေတဲ့လေတစည်းလိုပဲကျွန်တော်တို့ရဲ့အတွေးတွေဟာဟိုရောက်ဒီရောက်နဲ့အချင်းနှီးဖြစ်နေပါလိမ့်မယ်။ ရည်မှန်းချက်ရှိတဲ့အခါမှာတော့ကိုယ့်ရဲ့အတွေးတွေကအဲ့ဒီရည်မှန်းချက်စီကိုဥတည်သွားပါလိမ့်မယ်။ဥပမာအចောင်းပိစလူငယ်တယောက်ကို ကြည့်ရအောင်။ငါဘာလို့ရမှမသိဘူး၊ဘာဖြစ်ချင်မှလည်းမသိဘူးလို့တွေးပြီးအချိန်ဖြုံးနေမယ်ဆိုရင်ဘယ်တော့မှအောင်မြင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်မှာမဟုတ်ပါဘူး။ဒါပေမဲ့ကိုပြည့်ချင်းနဲ့ရည်မှန်းချက်ပန်းနိုင်ထားပြီးအဲ့ဒီအတွက်လိုအပ်တဲ့သင်တန်းတွေတက်မယ်၊စာတွေဖတ်မယ်၊စူးစမ်းလေ့လာမယ်ဆိုရင်အဲ့ဒီပန်းနိုင်ကိုရောက်ရှိနိုင်မှာပါ။ဒါကြောင့်ရည်မှန်းချက်ပန်းနိုင်တစ်ခုရှိဖို့တော့လိုပါတယ်။ ပန်းနိုင်ရှိခြင်းကလူတယောက်ရဲ့ motivation လှုံ့ဆော်မှုနဲ့ pocket အာယုံဆောင်မှုကိုတိုးစေပါတယ်။ပုံနောက်ကလည်းပန်းနိုင်စီရောက်ဖို့လိုအပ်တဲ့အချက်လက်တွေကိုပိုပြီးသတိထားမိလာပါလိမ့်မယ်။ဒါကို rectangular activating system RAS လို့ခေါ်ပါတယ်။ကိုလိုချင်တာကိုရှင်းရှင်းလင်းလင်းသိထားတဲ့အခါအုံနောက်ကအဲ့ဒီပန်းနိုင်နဲ့ဆက်စပ်တဲ့အခွင့်အလမ်းတွေကိုပိုပြီးမြင်လာအောင်ကူညီပေးပါတယ်။အခုဆိုရင်တော့သင်တွေးတယ်လို့ဖြစ်လာမယ့်စာအုပ်ထဲကအဓိကအချက်တွေကိုတီးသွားပြီဆိုတော့ ဒါတွေကိုကိုယ့်ရဲ့နေစဉ်ဘဝမှာဘယ်လိုလက်တွေ့ကြကြအသုံးချမလဲဆိုတာစစ်ကြည့်ကြရအောင်ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကတော့ဒီဗီဒီယိုကိုကြည့်ပြီးတာနဲ့အသင်ကိုယ်တိုင်ပြောင်းလဲမှုတွေစတင်နိုင်ဖို့ပါပဲ Okay ဒါဆိုနေစဉ်ဘဝမှာလက်တွေ့အသုံးချနိုင်မှုပထမဆုံးနည်းလမ်းကိုစပြီးပြောပြပါမယ်နံပါတ်1ကိုယ့်ရဲ့အတွေ့အကြုံကိုသတိထားပါဒါဟာပထမဆုံးနဲ့အရေးကြီးဆုံးအဆင့်မှာကိုယ်စိတ်ထဲမှာဘယ်လိုအတွေ့အမျိုးတွေဝင်လာလဲဆိုတာကိုသတိထားမိဖို့လိုပါတယ် အဆိုးမြင်တွေးတယ်လားအကောင်းမြင်တွေးတယ်လားကိုကိုကိုအပြစ်တင်နေတာလားဒါမှမဟုတ်တိုးတက်ဖို့ကိုပဲအမြဲတွေးနေတာလားအဲ့လိုကိုယ့်ရဲ့အတွေးတွေကိုသတိထားမိလာဖို့နေ့စဉ်စိတ်ပိုင်းဆိုင်ရာမှတ်တမ်းရေးပါဂျာနယ်လင်းရေးပါညအိပ်ရာမဝင်ခင်တင်ဒီနေ့ဘာတွေတွေးခဲ့တာလဲဘလို့ခံစားခဲ့ရလဲဆိုတာကိုမှတ်တမ်းရေးပါအဆိုးမြင်တွေးနေဝင်လာရင်ငါဘာလို့ဒီလိုတွေးမိတာလဲဆိုပြီးပြန်လည်ဆန်းစစ်ပါတနေ့တာလုံးမှာကိုယ်စိတ်ထဲမှာဝင်လာတဲ့အတွေးတွေကိုသတိထားကြည့်ပါ အခုငါဘာတွေတွေးနေတာလဲလို့ကိုကိုကိုမေးကြည့်ပါအဆိုးမြင်တွေးတွေကိုဖမ်းမိတာနဲ့အဲ့ဒီတွေးတွေကိုရပ်တန့်ပြီးအပြုသဘောဆောင်တဲ့အတွေးတွေနဲ့အစားထိုးကိုစူးစမ်းပါဥပမာငါဒါကိုလုံနိုင်မှာမဟုတ်ဘူးဆိုတဲ့အတွေးအစားငါစူးစမ်းကြည့်မယ်လေ့လာကြည့်မယ်လို့ပြောင်းပြီးတော့တွေးပါ နေ့စဉ်ဘဝမှာလက်တွေ့အသုံးချနိုင်မှုဒုတိယနည်းလမ်းကတော့အပြုသဘောဆောင်တဲ့အတွေးတွေကိုမွေးမြူပါအဆိုးမြင်တဲ့အတွေးတွေကိုဖယ်ရှားပြီးရင်အပြုသဘောဆောင်တဲ့အတွေးတွေကိုကိုယ်စိတ်ထဲမှာဖြည့်တင်းပေးဖို့လိုအပ်ပါတယ် ဒါကတခါတည်းဖြစ်လာမှာတော့မဟုတ်ပါဘူးဖြည်းဖြည်းချင်းလေ့ကျင့်ယူရမှာဖြစ်ပါတယ်အပြုသဘောဆောင်တဲ့အတွေ့တွေကိုမွေးမြူနိုင်ဖို့နေ့စဉ်ကိုလိုချင်တဲ့အရာတွေကိုဖြစ်ချင်တဲ့ပုံစံတွေကိုအတန်းထွက်ပြီးတော့ပြောပါဥပမာငါဟာအရေးချင်းရှိတဲ့လူတစ်ယောက်ဖြစ်တယ်ငါနေတိုင်းတိုးတက်နေပါတယ်ငါ့ဘဝမှာခွင့်အရေးကောင်းတွေရောက်လာပါလိမ့်မယ်စသဖြင့်အမှန်ရှိမှရပ်ပြီးပြောတာမျိုးဒါမှမဟုတ်စာရွက်ပေါ်မှာရေးပြီးအမြဲမြင်သားတဲ့နေရာမှာကတ်ထားတာမျိုးတွေလုပ်နိုင်ပါတယ် နောက်တစ်ချက်ကတော့ gratitude ကျေးဇူးတင်ခြင်းပါနေ့စဉ်ကိုယ့်ဘဝမှာကျေးဇူးတင်စရာတွေကိုစဉ်းစားပါဥပမာဗုဒ္ဓဘာသာမြန်မာလူမျိုးတွေအနေနဲ့ဆိုရင်ငငယ်ကလေးကလုံနေကြဖြစ်တဲ့ရေချမ်းကတ်တာပန်းကတ်တာဖះရှက်ခိုးတာတွေကလည်းစိတ်ကိုငြိမ်းချမ်းစေပြီးကျေးဇူးတင်စိတ်ကိုမွေးမြူပေးပါတယ်နေ့စဉ်ကျေးဇူးတင်စရာ၃ချက်ကိုရေးမှတ်တာမျိုးတွေလည်းပြုလုပ်နိုင်ပါတယ်နောက်တစ်ချက်ကတော့ change your environment သင်ပတ်ဝန်းကျင်ကိုပြောင်းလဲပါ အဆိုးမြင်စိတ်တွေများတဲ့သူတွေအမြဲတမ်းညှဉ်းညူနေတဲ့သူတွေနဲ့ဝေးဝေးနေပါတင့်ကိုစိတ်ဓာတ်ကျစေတဲ့သတင်းတွေလူမှုကိရိယာတွေကလည်းခဏရှောင်ပါတင့်ကိုအားပေးတိုက်တွန်းမဲ့အပြူသဘောဆောင်တဲ့မိတ်ဆွေတွေနဲ့ပေါင်းသင်းပါနေ့စဉ်ဘဝမှာလက်တွေ့အကျုံးချနိုင်မှုတတ္တရာနီလန်ကတော့ရည်မှန်းချက်တွေသတ်မှတ်ပြီးလှုပ်ဆောင်ပါအတွေ့တွေကလည်းလက်တွေ့ဖြစ်လာဖို့ရည်မှချက်တွေထားပြီးအဲ့ဒီအတွေ့အသေးစားလှုပ်ဆောင်မှုလေးတွေစတင်ဖို့လိုပါတယ်။တိကျတဲ့အတိုင်းတာမှုနဲ့အချိန်သတ်မှတ်မှုရှိတဲ့ပန်းနိုင်တွေကိုချမှတ်ပါ။ ဥပမာပက်ဆန်ရှာမယ်ဆိုတာတဲ့ဒီနှစ်ကုန်ရင်သိန်းတရာစုမဲ့အောင်ကြိုးစားမယ်လို့တိတိကျကျသတ်မှတ်ပါအသေးစားခြေလမ်းများစတင်မှာပန်းနိုင်ကြီးတစ်ခုလုံးကိုတပြိုင်တည်းထဲလောက်ဖို့မကြိုးစားပါနဲ့နေ့စဉ်လှုပ်ဆောင်နိုင်တဲ့အသေးစားခြေလမ်းလေးတွေနဲ့စတင်မှာဥပမာစာအုပ်တော်အလုံးဖတ်ဖို့တဲ့နေ့တိုင်းစာငါးမျက်နှာဖတ်မယ်လို့သတ်မှတ်တာမျိုးလုပ်ပါလုံလဝရိယနဲ့ဇွဲမလျှော့ပါနဲ့တခါတလေအခက်ခဲတွေအနောက်ရှစ်တွေကြုံလာနိုင်ပါတယ် အဲ့ဒီအခါမှာကိုယ့်ရဲ့ရည်မှန်းချက်ကိုပြန်လည်အမှတ်ရပြီးဇွဲမလျှော်ပဲဆက်လက်ကြိုးစားပါစိတ်ဓာတ်ကျလာတဲ့အခါဂျိန်းအန်လာရဲ့အစာအုပ်ကိုပြန်ဖတ်ကြည့်ပါဒီဗီဒီယိုလေးကိုလာပြန်ကြည့်ပါနေ့စဉ်ဘဝမှာလက်တွေ့အသုံးချနိုင်မှုနောက်ဆုံးအချက်ဖြစ်တဲ့စတုထာနီလန်ကတော့ကိုယ့်ကိုယ်ကိုယုံကြည်မှုတည်ဆောက်ပါကိုယ့်ကိုယ်ကိုယုံကြည်မှုရှိခြင်းကကိုယ့်ရဲ့အတွေ့အကြုံကိုလက်တွေ့ဖြစ်လာစေဖို့အရေးကြီးဆုံးအရာတွေကတစ်ခုပါပဲယုံကြည်မှုတည်ဆောက်နိုင်ဖို့အောင်မြင်မှုမှတ်တမ်းရေးပါ တင်အောင်မြင်ခဲ့မှုတဲ့အသေးမှကိစ္စလေးတွေကအစားအောင်မြင်မှုမှတ်တမ်းတစ်ခုပြုလုပ်ထားပါစိတ်တက်ကြလာတဲ့အခါဒါတွေကိုပြန်ကြည့်ပြီးတော့ငါဒီတော့ငါလုံနိုင်ခဲ့တာပဲအခုလည်းလုံနိုင်ရမယ်လို့ကိုကိုကိုအားပေးပါအတွေ့အကြုံအစ်မများရှာဖွေပါကိုမလုံဘူးသေးတဲ့အရာတွေကိုလုံကြည့်ပါအပြင်ထွေးပြီးလူမှုရေးလုပ်ငန်းတွေမှာပါဝင်တာမျိုးအားကစားလုပ်တာမျိုးဒါမှမဟုတ်တင်းနှံတစ်ခုတက်တာမျိုးတွေလုပ်နိုင်ပါတယ ဒါတွေကအတင့်ရဲ့ comfort zone တဲကနေထွက်ပြီးကိုယ့်ကိုယ်ကိုစိန်ခေါ်မှုတွေပေးရရောက်ပါတယ်အဲ့ဒီလိုလှုပ်ဆောင်နိုင်တဲ့အခါကိုကိုကိုယုံကြည်မှုတွေပိုတိုးလာပါလိမ့်မယ်။ဒီကုန်းချုပ်အနေနဲ့ဒီစာအုပ်ရဲ့အနှစ်ချုပ်ထိတ်ခွေသုံးခုကိုပြန်ပြီးမှတ်မိအောင်ပြန်ပြောပြပေးခြင်းပါတယ်။နံပါတ်၁အတွေးတွေဟာဘဝရဲ့အုံမြင့်ဖြစ်တဲ့ကျွန်တော်တို့ရဲ့အတွေးတွေကကျွန်တော်တို့ရဲ့ဘဝကိုပုံဖော်ပေးပါတယ်။ကောင်းတဲ့အတွေးတွေတွေးရင်ကောင်းတဲ့အရာတွေဖြစ်လာပြီးမကောင်းတဲ့အတွေးတွေတွေးရင်မကောင်းတဲ့အရာတွေဖြစ်လာပါလိမ့်မယ်။ ဒါကြောင့်ကိုယ့်ရဲ့အတွေးတွေကိုသတိထားပြီးထိန်းချုပ်ပါ။နံပါတ်1ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုပြောင်းလဲခြင်းရဲ့ကိုယ့်ရဲ့အတွေးတွေကိုအရင်ပြောင်းလဲပါ။အပြင်မှအခြေအနေတွေဟာကျွန်တော်တို့ရဲ့အတွေးတွေရဲ့ရောင်ပြန်မှုပါပဲ။အတွေးတွေပြောင်းလဲမှအခြေအနေတွေပေါ်ကျွန်တော်တို့ရဲ့တုံ့ပြန်မှုတွေပြောင်းလဲပြီးဘဝလည်းပိုကောင်းလာပါလိမ့်မယ်။နံပါတ်3ရိမှတ်ချက်မရှိတဲ့အတွေးတွေဟာအချင်းကြီးပဲဖြစ်တဲ့ ကောင်းမွန်တဲ့အတွေ့အကြုံရှိုံနဲ့မလုံလောက်ပါဘူးအဲ့ဒီအတွေ့အကြုံကို ပန်းနိုင်တစ်ခုနဲ့ပေါင်းဆက်ပြီးလက်တွေ့ကြကြလှုပ်ရှားလှုပ်ကြိုင်ပါလူတယောက်ရဲ့ဘဝမှာအောင်မြင်မှုတွေပျော်ရွှင်မှုတွေရရှိဖို့ဆိုတာဘယ်သူလက်ထဲမှာမှမရှိပါဘူးတင့်လက်ထဲမှာပဲရှိပါတယ်တင့်ရဲ့အတွေ့အကြုံကတင့်ရဲ့ကံကြမ္မာကိုဖန်တီးပေးနေတာပါ ဒါကြောင့်အခုကစပြီးကိုယ့်ရဲ့အတွေ့အကြုံကိုသတိထားပြီးကောင်းမွန်တဲ့အတွေ့အကြုံနဲ့ပြောင်းလဲတည်ဆောက်ခြင်းဖြင့်တင်ဖြစ်ခြင်းတဲ့ဘဝကိုဖန်တီးနိုင်ကြပါစေလို့ဆန္ဒပြုရင်းနှွေးထွေးစာဖြင့်နှုတ်ဆက်လိုက်ရပါတယ်။ဒီဗီဒီယိုလေးကနေတခုခုရသွားတဲ့စိတ်ခွန်အားဖြစ်သွားတယ်ဆိုရင်တိုက်လုပ်ပေးခဲ့ဖို့တိုက်တွန်းချင်ပါတယ်။နောက်ထပ်ဘယ်စာအုပ်အကြောင်းလေးတွေဆွေးနွေးခြင်းလဲဆိုတာကိုကိုမမရေးခဲ့ပေးလို့လည်းရပါတယ်။ နောက်ထပ်ဒီလိုစိတ်ကွန်အားပေးတဲ့ဗီဒီယိုတွေကိုလက်မလွတ်တမ်းကြည့်ရအောင်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လေးလုပ်ထားပြီးတော့ notify bell လေးကိုနှိပ်ထားပေးဖို့လည်းမမေ့ပါနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုများမှာပြန်ဆောင်ကြပါမယ်မိတ်ဆွေတို့အားလုံးဘဝမှာအောင်မြင်မှုတွေကိုစီကိုစီပိုင်ဆိုင်နိုင်ကြပါစေ။